မြန်မာနိုင်ငံမှာဆက်လံသိမ့်မှု၃ချိန်ရှိရလို့တချို့ကဆိုကြပါတယ်။ဒါပေမဲ့1948ကနေစခဲ့တဲ့ခေတ်ကမြန်မာနိုင်ငံသမိုင်းဟာဆက်လံသိမ့်မှု၄ချိန်တတိရှိခဲ့တာပါ။1958ခုနှစ်ဆက်လံသိမ့်မှုကတော့အိမ်ဆောင်ဆိုရကိုရတဆိုရဝင်းကျုံဥနုကအနာလွှဲပေးတယ်လို့ဆေဆိုရခေတ်ဆက်ဆက်ကပတ်စာအုပ်ဒီမှာရေးသားခဲ့ပါတယ်။ဒီလိုကြီးလေးတဲ့တာဝန်ကြီးကိုမထမ်းဆောင်ခြင်းဘူး။ဒါပေမဲ့ထမ်းဆောင်မှုအတွက် ာဝန်ခံလိုက်ပါတယ်ဆိုတဲ့အရေးသားမျိုးအပြောအဆိုမျိုးကိုလည်းစေအစိုးရခက်ဆက်ဆက်ကတွေးကြရတာပါဒါပေမဲ့ဒီလိုပထမဆုံးအကြိမ်စစ်အာဏာသိမ်းမှုဟာအရသာဆိုရကအကြီးအကျယ်အာဏာလွှဲပေးတာမဟုတ်ဘဲနဲ့စစ်အုပ်စုကအတင်းဓမြတိုက်ပြီးအာဏာရယူခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ဒါပြင်1948ကနေ1962ထိ14နှစ်တာကာလမှာပါလီမန်ဒီမိုကရေစီကျင့်သုံးခဲ့တယ်ဆိုပေမဲ့ 1958ကနေ1960ကတော့စေအုပ်စုကြီးဆိုတဲ့အိမ်ဆောင်အစိုးရကအုပ်စိုးနေတဲ့ကာလဖြစ်ပါတယ်။အိမ်ဆောင်အစိုးရဘယ်လိုပေါ်လာပါသလဲ။အိမ်ဆောင်အစိုးရပေါ်လာတဲ့ကိစ္စတနည်းအားဖြင့်ဝန်ထမ်းများအနာသိမ့်မွဲဖြစ်ပေါ်လာတဲ့ကိစ္စကိုပြောရမယ်ဆိုရင်1958ခုနှစ်ဖတ်စာပလာအကွဲပြေးကနေစရမှာပါ။1944ခုနှစ်မှာဖတ်စာတိုက်ဖြရေးဖွဲ့ချုပ်ဖြစ်စတင်ဖွဲ့စည်းခဲ့တဲ့ဖတ်စာပလာဟာ1958ခုနှစ်မှာတော့ဦးကြီးချုပ်ဟောင်းဥပဆွေ ဥကျော်ငိမ့်တို့ဥဆောင်တဲ့ဘတ်ဆွေကျော်ငိမ့်ဆွေငိမ့်တီမြတ်ဖဆပါလာနဲ့ဝင်းကျုပ်ဥနုနဲ့တခင်တင်တို့ဥဆောင်တဲ့နုတင်တန်ရှင်ဖဆပါလာဆိုပြီးအတီလင်းနှချမ်းကွဲသွားကြပါတယ်ဆွေငိမ့်ဖဆပါလာလို့ခေါ်တဲ့ဆိုရှယ်လစ်ပါတီတီမြတ်ဖဆပါလာဟာ1958ခုနှစ်ဇွန်လ9ရက်နေ့မှာတော့ပါလီမန်မှာလက်ရှိ တန်ရှင်းဖတ်စားပါလားအစိုးရပေါ်အယုံကြည်မရှိကြောင်းအဆိုတင်သွင်းပါတယ်ဒီနေရာမှာတန်ရှင်းဖတ်စားပါလားက128မဲ136မဲနဲ့ရှစ်မဲအသာအင်မတန်ချင်းမြောင်းတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီလိုအနိုင်ရရှိခဲ့တဲ့ရလက်ပေါ်မကြည်နှက်တာကတော့တီမဲဖတ်စားပါလားတခုတည်းနဲ့မဟုတ်ပါဘူးဘာစစ်တက်ထဲမှာအချိန်ကရဲဘော်၃ချိန်အုပ်စုနဲ့ social unit အုပ်စုဆိုပြီးအပြိုင်မှုတွေရှိပါတယ်ရဲဘော်၃ချိန်အုပ်စုမှာ ိုကျော်စောပူစီရပူအောင်ဆန်းဘူလက်ရစတဲ့သူတွေကလက်ဝဲအားဘာမီကွန်မြူနတီပါတီကိုတည်ဆောင်ခဲ့ကြသူတွေတချို့ကလက်ဝဲအားတန်တဲ့သူတွေနောက်ပိုင်းမှာဘာမီကွန်မြူနတီပါတီရဲ့တပ်မှုကြီးတွေဖြစ်ခဲ့ကြသူတွေဖြစ်ပါတယ်ဒီလိုကွန်မြူနတီအားတန်တဲ့ဘူရီချာစစ်ကောင်းဆောင်တွေချာမှာနောက်ပိုင်းတမတော်တွေကိုဝင်ရောက်လာကြတဲ့ဆိုရှယ်လစ်လိုလားတဲ့ចောင်းသားကောင်းဆောင်ဘွားကနေစစ်ဘိုလ်ဖြစ်လာကြတဲ့သူတွေလည်းရှိပါတယ် ဒီတဲမှာဘိုးမောင်ဘိုးအောင်ကြီးစားတဲ့ဘကြောင်ဆန်းရဲ့စစ်ယုံကရရှိငယ်လေးလဲပါပါတယ်သူတို့ဟာအဓိကအဖြစ်ရဲဘော်သုံးချင်းအုပ်စုနဲ့အဓိကအားပြိုင်ခဲ့ကြပါသူတို့ရဲ့ခေါင်းဆောင်ဖြစ်ဘူနေဝင်းကိုခေါင်းဆောင်တင်ခဲ့ကြပြီးတော့ပြည်သူ့ရဲတပ်ဘုံပါတီနဲ့လည်းဆက်ဆက်မှုရှိပါတယ်နောက်ပိုင်းမှာဆိုရှယ်လစ်ပါတီဖြစ်လာတဲ့နောက်ပိုင်းမှာလည်းတိတက်မှုကြီးတွေဟာဆိုရှယ်လစ်ပါတီနဲ့ထိစပ်မှုတွေရှိပါတယ်ဆိုရှယ်လစ်ပါတီရဲ့ဥက္ကဋ္ဌဖြစ်လဲဘူနေဝင်းထမ်းဆောင်ခဲ့ဘူးတယ်လို့ပြောပါတယ် ဒီလိုမျိုးထိစပ်မှုတွေဟာနောက်တစ်ချိန်မှာလဲဥပဆွေကာကွယ်ဝင်ကြီးဖြစ်လာပြီးတဲ့နောက်စစ်တပ်ရဲ့အကြီးအကဲကာကွယ်ဝင်ကြီးဥပဆွေနဲ့ဆိုရှယ်လစ်တပ်မှုတွေခြားကရင်းနှီးမှုဟာပုံပုံနဲ့ဆိုင်လာပါတယ်။ဒါကြောင့်မလို့တီမြဲကိုလိုလားတဲ့မြေပြင်တပ်မှုကြီးတွေကဒီလိုမျိုးတီမြဲရှုံနေသွားတာကိုမကျေနပ်ကြပါဘူး။ဒီလိုမြေပြင်တပ်မှုတွေကြီးပလာဆိုတော့မဟုတ်ပါဘူး။1958ခုနှစ်မှာ တန်ရှင်ဖဆပလအစိုးရကငင်းချိုင်ကန့်လန့်ချက်တွေလုပ်ပါတယ်။ဗမာကွန်မြူနတီပါတီနဲ့ငင်းချိုင်ရေးဆွေးနွေးဖို့ကန့်လန့်ချက်တွေလုပ်တာကိုဒဂုံရိတ်တာမှာရှိတဲ့စစ်ယုံကစစ်ဘူကြီးများကလည်းမရှင်းနဲ့ကြပါဘူး။စစ်ဦးစီရရှိကြီးတွေကလည်းဒီလိုကန့်လန့်ချက်တွေကိုသတိကြီးကြီးနဲ့ချင့်ကပ်ရမယ်။ဒါမျိုးတွေကိုကန့်ကွက်ရမယ်။စသဖြင့်အမြဲတမ်းသဘောထားတင်းတင်းနဲ့တုံ့ပြန်ခဲ့ကြတာရှိပါတယ်။ဖဆပလအစိုးရနဲ့ ဆိုရှယ်လစ်စစ်အုပ်စုကြမှာတော့တိတ်အစဉ်ပြေခဲ့တာလည်းမျိုးမဟုတ်ပါဘူးဝနမီယာအနာသိမ့်ဘွဲကြောင့်ပြောကြမယ်ဆိုရင်ပထမဆုံးအနာသိမ့်မှုရဲ့အစကျိုးပတ်မှုဟာအချိန်မှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာမဲ့တိုက်မှုဘုံကျိုးအောင်ရွှေရဲ့မြောက်ပိုင်းတိုင်းကနေစတယ်လို့ပြောရမှာပါမြောက်ပိုင်းတိုင်းရဲ့တမဟာမှုဘုံကြီးကြီးဝင်းဟာဖဆပလတ်တိမြက်ဖဆပလတ်ရဲ့ ဥက္ကဋ္ဌတေဝင်ခေါင်းဆောင်ဖြစ်တဲ့ဥပဆွေနဲ့မြညီကိုတော်ဆက်ပါတယ်ဒီလိုမျိုးတင်ရဖဆပလရှုံနေသွားတာသန့်စင်ဖဆပလဆက်လက်တည်မြဲနေတာကိုသူ့အနေနဲ့အနာသိမ့်ဖို့စတင်ကြံစီခဲ့ပါတယ်ဒီလိုတိုင်မင်ရမှာမြောက်ပိုင်းတိုင်းမှုပူဇိုအောင်ရွှေရဲ့မြောက်ပိုင်းတိုင်းကနေစခဲ့တာပါပူအောင်ရွှေဘုံမူကြီးချက်ခိုင်းဘုံမူကြီးဝင်စတဲ့သူတွေကအနာသိမ့်ဖို့အစီအစဉ်ကိုစတင်ရေးဆွဲခဲ့ကြပါတယ် ဘုံချုပ်မမောင်တဖန်ပြန်ရေးထားတဲ့အိမ်ဆောင်ဆိုးရဆိုတဲ့စာအုပ်မှာတော့ဒီလိုတိုင်းမှုတွေစပြီးတော့အစီအစဉ်နေတယ်အနာသိမ့်ကိုကြံစီနေတဲ့ဆိုတဲ့သတင်းတွေကိုဖူနေဝင်းစောကြီးရရှိထားပါတယ်ဒီလိုအနာသိမ့်မှုအကြံစီတွေကိုဘုံနေဝင်းစီသတင်းပို့ပြီးသားဖြစ်မယ်လို့လည်းဘုံမမောင်ကယူဆပါတယ်ဒီသတင်းတွေကိုဘုံမမောင်ကိုဘုံနေဝင်းကပြောပြပြီးကြံပြည့်ချက်တောင်းတာသတင်းပေးတာမျိုးတွေလုပ်ပါတယ် ပုံမောင်မောင်ကဓာရီဟာမတင့်တင့်တဲ့အကျန်နေဖြစ်တယ်။ဓာရီကိုမန္တလေးထိသွားရောက်တားဆီးမယ်လို့ပြောတဲ့အခါမှာသူချင်းကစေဦးစီးအရာရှိချုပ်အနေနဲ့စေယုံမှာတောင်းဝင်ထမ်းဆောင်နေတဲ့တပ်မတော်လေးချင်းရာရှိချုပ်ဘုံမူကြီးမောင်မောင်ကိုဘုံနေဝင်းကသွားထားလိုက်ပါကွာ။သူတို့ဘလောက်ထိလုံမလဲစောင့်ကြည့်ပါမယ်လို့ပြောပါတယ်။ဒါဟာဘုံနေဝင်းကတိုင်းမှုတွေကြားတစ်ဖက်ကစေဦးစီးဘုံမူကြီးတွေကြားဘုံမူချုပ်တွေကြားမှာဘလောက်ထိလုံနိုင်မလဲလို့ စံသက်တာလည်းဖြစ်နိုင်ပါတယ်။တစ်ဖက်မှာလည်းဖဇဗလာဆိုရနဲ့စစ်တပ်ချားကအာဏာအပြိုင်မှုနဲ့ပုတ်တိုက်မှုတွေဟာပုံပြင်းထန်လာပါတယ်။ဒါကတော့ပြောင်စုစစ်ရဲတပ်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ပြောင်စုစစ်ရဲတပ်ကိုဥဆောင်တာကပြည်ထောင်ဝင်ကြီးပုံမင်းကောင်ဖြစ်ပါတယ်။ပုံမင်းကောင်ကဖဇဗလာအမတ်ဖြစ်ပြီးတော့တစ်ချိန်ကပြည်သူရဲဘော်ခေါင်းဆောင်ရဲဘော်သွင်းရှင်ဝင်ဖြစ်ပါတယ်။ပုံမင်းကောင်ကသူ့ရဲ့ ပြည်ထောင်ဝန်ကြီးဌာနကုတ်ကဲမှုအောက်မှာစစ်ရဲတပ်ကိုလုံးဝထည့်လိုက်ပြီးတဲ့နောက်စစ်ရဲတပ်ကိုတောင်းရှိနေရချက်ထားတာတွေစစ်ကြိတ်လုခွင့်ရခဲ့ပါတယ်။ဒါကြောင့်မလို့လဲဒါဟာဖတ်ဆက်ပလအစိုးရကိုကောက်ွယ်ဖို့လုပ်နေတဲ့စသဖြင့်ယူဆချက်တွေလည်းရှိခဲ့ပါတယ်။ဒီနေရာမှာတချို့သမိုင်းချက်လက်တွေကပြောနေတာကဥနုအနာသိမ့်ကန်ဤမှာဥနုရန်ကုန်ပြန်လာတဲ့ချိန်ဗိုလ်မင်းခေါင်ကမကြခင်မှာအနာသိမ့်နေမယ်မန္တလေးမြို့ကတက်တွေဆင်းလာနိုင်မယ်လို့ပြောပါတယ်။ဒါလို့ဒီတက်တွေဟာ ဘူအောင်ရွှေဦးစီးတဲ့မြောက်ပိုင်းတိုင်းကတက်တယ်လားဒီလိုအာနာသိမ့်ဖို့ဆင်းလာတဲ့မြောက်ပိုင်းတိုင်းကတက်တယ်ကိုဦးဈာဖြတ်တားဆီးဖို့အတွက်စေဦးစီးဘက်ကလှင်တလို့စီစဉ်လိုက်တာလားဆိုတာကတော့မသိရပါဘူးဒါပေမဲ့ဘုံမမောင်ရဲ့စာအုပ်ထဲမှာတော့စေဦးစီးဖွဲ့ဝင်တူဖြစ်တဲ့စေရန်ရက်တက်ကပုခင်ညိုချိန်မှာတော်လှန်ရေးကောင်စီဝင်ဟောင်းဖြစ်လာမဲ့ပုခင်ညိုကိုသူသွားတိုင်ပင်ပြီးအာနာသိမ့်ဖို့အစီအစဉ်ကိုတင်ပြတယ်လို့ပြောပါတယ်ဒီပုခင်ညိုဆိုတာကတစ်ချိန်လုံးကနိုင်ငံတော်ဒီပတိဒေါက်တာဘမော် ဂျပန်ခေတ်မှာသစာမဆောင်သည့်ဘူးတရင်းနေပောက်ကြားတဲ့ဆက်သဖြင့်ဆွဆွဲပြုတ်ဆူခဲ့တဲ့အတွက်ဒေါက်တာဘမော်ကသစာမဆောင်သည့်ရင်မင်းတို့ကောင်းနေရှိမှာမဟုတ်ဘူးလို့ပြောခဲ့တဲ့ပုခင်ညွန့်ဖြစ်ပါတယ်။ပုံမီခင်ညွန့်နဲ့တိုင်ပင်ပြီးတဲ့နောက်ပိုင်းမှာစေဦးစီအလုံးပါဝင်တဲ့အစည်းအဝေးကိုဘူမောင်မောင်က UCB ကျင်းပပါတယ်။တစ်ဖက်မှာလည်းဖတ်စပလာအစိုးရဝန်ကြီးချုပ်ရဲ့ကိုကြီးရရှိဖြစ်တဲ့ဦးအောင်တမကအဖွဲ့ဝင်ဟောင်းနယ်လေတိုက်ရိုက်တိဆက်တွေ့ဆုံမှုတွေရှိခဲ့တယ်လို့ဘူမောင်မောင်ကရေးပါတယ်။ ်ဦးဦးကတမကအဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တယ်လို့1936ကျောင်းသားခေါင်းဆောင်ဟောင်းတယောက်လည်းဖြစ်ပါတယ်ဒါအပြင်မူးချုံမောင်မောင်ရဲ့အကူဝန်းခွဲလည်းတော့ပါတယ်စတေမလာ29ရက်နေ့မှာတော့ပြင်းထန်မှုတွေရဲ့အဆုံးသက်ကိုရောက်နေပါပြီစတေမလာ29ရက်နေ့မနက်ပိုင်းမှာစစ်တော်ချုပ်မူးချုံတင်ဖေးဘုံကြီးအောင်ကြီးနဲ့ဘုံကြီးမောင်မောင်စတဲ့စေဦးစီးရာရှိတွေက ဥနုကိုသွားတွေ့ပြီးအာနာသိမ့်တဲ့အစီအစဉ်ကိုပြောလိုက်ပါတယ်ဒီနေရာမှာဘူမမောင်ရဲ့စာထဲမှာတော့ဘူမမောင်ကဒီလိုဆရာနာသိမ့်ဖို့ကိုသူတွန့်ဆုံနေတယ်လို့ပြောပါတယ်ဒါဟာ1948အခြေခံဥပဒေပြည့်စည်သွားမှဆိုးလို့ဆိုတဲ့အကြောင်းပြချက်ကိုသူကပေးပေးပြီးတော့ဥနုကိုအာနာလွှဲဖို့ကိစ္စမှာ1958အိမ်ထောင်အစိုးရပေါ်လာတဲ့အခြေအနေကိုရောက်အောင် သူကတိုက်တွန်းပြောဆိုခဲ့တယ်သူပဲအကြံပေးခဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့ဦးနုရတာတေစနေသားမှာတော့အာနာမသိမ့်မှုပြောပြီးသူကအာနာလွှတ်ပေးမယ်ဘူနေဝင်းကရွေးကောက်ပွဲခေါ်ပေးဖို့ဂရီပေးရမယ်စတဲ့1958ကနေ60အတွင်းဖြစ်ပေါ်တဲ့အိမ်ဆောင်ဆိုးရဖြစ်လာဖို့အကြံကိုဦးနုကပေးတယ်လို့ပဲရေးပါတယ်ဒါပေမဲ့တေချာတာကတော့ဘူနေဝင်းဟာစီဦးစီအဖွဲ့ကတိမ့်တိမ့် တိုက်မှုတွေကတိမ်တိမ်ဒီအနာသိမ့်မှုစီစဉ်ကိုသူလမ်းဖြူပြပြီးသူ့ဘက်ကလိုက်လျောပင်အစီအစဉ်ရှိနေပါတယ်1958ခုနှစ်ဩဂတ်လမှာဘူနေဝင်းကဘုံမမောင်ကိုခေါ်ပြောတယ်ပြောပါတယ်တိုက်မှုတွေမသိရင်စီဦးစီအဖွဲ့တွေကတင်ရလိမ့်မယ်ဒါဟာအောက်ရှိရဲဘော်တွေလုတ်ကိုငါတို့ကခေါင်းဆောင်ပြီးတော့ဝင်လို့ရတာမျိုးဖြစ်တယ်အောက်လက်ငယ်သားလုတ်ကိုဝင်ရောက်ခေါင်းဆောင်မှာဖြစ်တယ်လို့ပဲသူကပြောပါတယ် ဒါဆိုလို့ရှိရင်သူကိုယ်တိုင်ကအာနာသိမ့်ဖို့သဘောတူညီနေတာအာနာသိမ့်ဖို့အာတိတရှိနေရလဲဖြစ်ပါတယ်ဒါကိုဘယ်မှာသိကြတယ်လဲဆိုရင်စတမာလ29ရက်နေ့မှာဦးနုအိမ်ကနေစေဦးစီရရှိကြီးတွေပြန်လာပြီးတဲ့နောက်အချိန်လေးကိုတင်ပြတဲ့အခါမှာဘိုးမမောင်မင်းတစ်ခါတည်းနဲ့မလုပ်ခဲ့ဘူးလားကွာတစ်ခါတည်းနဲ့ကိစ္စပြတ်ရမှာဆိုတော့ပြောဆိုမှုမျိုးကိုဦးနေဝင်းကလုပ်ခဲ့ပါတယ် ဒါကဘာကိုပြောတာလဲဆိုရင်ပါလီမန်မဖြတ်ဖူးဆိုတဲ့ဂရိကိုဥနေဝင်းကမကြိုက်တာပါသူကတော့လုံးဝအပြီးပြက်ဖြတ်စစ်အာဏာကိုလုံးစုံတိမ်ပြီးအာဏာမလွှဲရရေးတော့မယ်ဆိုတဲ့အကြံမျိုးရှိပါတယ်ဒါဆိုရင်အာဏာကိုမလွှဲမချောင်သားလို့တိမ်ရတယ်တာဝန်ပေးလို့ယူရတယ်ဆိုတာမျိုးထက်သူကိုယ်တိုင်ကအာဏာကိုလိုလားနေတယ်ဆိုတာမျိုးကပိုလည်ပါတယ်ဥနုကကျူကြီးနေဝင်းစီကိုရေးတဲ့အတိုင်းဒီပြည်သည့်စာမှာတော့ ဗိုလ်ချုပ်နေဝင်ကိုတိုင်ဝန်ကြီးချုပ်အဖြစ်အစိုးရဖွဲ့တဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီး1959ခုနှစ်ဧပြီလမကုန်ပြီအတွင်းလွတ်လပ်ပြီးတက်ပြတ်တဲ့အထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့လိုအပ်တဲ့စီစဉ်တွေကိုဆောင်ရွက်ပေးဖို့ဖာစာပါလာတန်ရှင်းဖွဲ့ဗိုလ်ကော်မတီကလိုလားနေပါတယ်1958ခုနှစ်အောက်တိုဘာလ28ရက်နေ့အင်္ဂါနေ့မှာကျင်းပတဲ့ပြည်သူ့တော်နဲ့လူမျိုးစုလွတ်တော်တို့ကိုဆင့်ခေါ်ပြီးနိုင်ငံတော်သမရကိုဖွဲ့စည်းပုံခြေကဥပဒေပုံမှန်59ရကျွန်တော်အကြံပေးပါမယ်ပြည်သူ့တော်စတင်ကျင်းပမယ့်ရက်မှာကျွန်တော်ဝင်းကျုပ်ရာထူးကနှုတ်ထွက်ပြီး ဗိုလ်ချုပ်နေဝင်းကဝင်းချုပ်အဖြစ်ပြည်သူ့စစ်တော်ကရွေးကောက်တင်ပြဖို့ကျွန်တော်အဆိုတင်သွင်းပါမယ်။ဗိုလ်ချုပ်နေဝင်းရဲ့အစိုးရအဖွဲ့မှဖတ်စာပါလအဖွဲ့ဝင်တွေကိုထည့်ပေးဖို့မလိုဘူးလို့ဦးနုကရေးသားပါတယ်။တပံဗိုလ်ချုပ်နေဝင်းရဲ့ပြန်စာမှာလဲကျွန်တော်ဤမြကြီးလေးတဲ့တာဝန်ကြီးကိုထမ်းဆောင်ဖို့များစွာဦးလေးပါတယ်။ဒါမဲ့ဝင်းကျုပ်ရဲ့စေတနာကိုလေးစားတဲ့အတွက်ဝင်းကျုပ်ကလိုအပ်လို့ဒီတာဝန်ကိုထမ်းဆောင်မှာ တင့်လျော်မယ်ဆိုရင်ကျွန်တော်အစွမ်းကိုစ조사ပြီးနိုင်ငံတော်ကိုထိသိမ်းပါမယ်ဆက်သဖြင့်ရည်တာပါတယ်ဒါမှလည်းသူဝင်းကျုပ်ဖြစ်ရွေးကောက်တင်ပြောက်ရင်1959ခုနှစ်ဘရလာမကုန်ခင်မှာလွတ်လပ်ပြီးတရားမျှတတဲ့ထွေထွေရွေးကောက်ပွဲကြီးကျင်းပဖို့အတွက်လိုအပ်တဲ့စီစဉ်တွေကိုအစွမ်းကိုဆောင်ရွက်ပေးပါမယ်လို့ကလစ်ဗျူချောင်းရည်တာပါတယ်ဒါပေမဲ့တကယ်တမ်းရွေးကောက်ပွဲကတော့1960မှာဖြစ်လာခဲ့ပါတယ်ဒီလိုကြညာချက်တွေဒီတိုင်းပြည်ဒီအိတ်ဖွင့်ပေးစာတွေကိုလည်းဘိုးမောင်မောင်ကရေးပေးခဲ့ရတယ်လို့လည်းဆိုပါတယ် တခြားကြည့်ရရင်တော့ဒီ1958စစ်အာဏာသိမ်းမှုဟာဒီမိုကရေစီကိုတိုက်ရိုက်ချိန်ချောက်မှုပဲဖြစ်ပါတယ်။ဘလို့ပဲပါလီမန်ကိုမဖြတ်အခြေခံဥပဒေကိုဆက်လက်ထိန်းသိမ်းပြီးအာဏာကိုကျူထားတယ်ဆိုပါစေ။အင်ဆောင်စိုးရခင်မှာတော့နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတွေကိုကန့်သက်ခံခဲ့ရတာတွေရှိပါတယ်။ဒါကြောင့်မလို့လဲကျောင်းသားသမဂ္ဂတွေကဘုန်းနေဝင်အင်ဆောင်စိုးရတက်လာတဲ့အခါဘုန်းနေဝင်အင်ဆောင်စိုးရကိုအာဏာဆွဲပေးလိုက်ရတဲ့အခါမှာဒီမိုကရေစီကိုကာကွယ်ချဖို့ စမ်းသပ်ပြခဲ့တာလည်းရှိပါတယ်။လွန်တဲ့1958ခုနှစ်အော်တိုဘားလ28ရက်နေ့မှာတော့ဘူနီဝင်းကပါလီမန်မှာဝင်းကြီးချုပ်ဖြစ်ကျန်းသစာကျင်းဆိုခဲ့ပါတယ်။သူ့ရဲ့အဆိုအရအဖွဲ့ထဲမှာအယတာ ICS ဟောင်းနေတရားသူကြီးဟောင်းနေဝင်းကြီးဝန်ထမ်းဟောင်းတွေကိုထည့်ပြီးနိုင်ငံသားတွေနိုင်ငံရေးသမားတွေမပါတဲ့အဆိုအရ ဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့အစိုးရလူတွေရုတ်တည်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့အစိုးရစသဖြင့်ပုံဖော်ပါတယ်။ဒါပေမဲ့အဲ့ဒီခေအဲ့ဒီခါကာလအင်ဆောင်ဆိုးရကိုမိခဲ့တဲ့သူတွေတမိုင်းမှတ်တမ်းတွေမှာတော့အင်ဆောင်ဆိုးရကိုကိုယ့်လက်ကိုယ်ချင်းနဲ့မောက်နှင်ခဲ့သူတွေကစစ်ဦးစီးအရာရှိကြီးတွေဖြစ်တဲ့ဘုမမောင်ဘူအောင်ကြီးနဲ့ပူတင်ဖေတို့ဖြစ်ပါတယ်။ပြန်လည်ဖွဲ့စည်းတဲ့အင်ဆောင်ဆိုးရဖက်မှာပူတင်ဖေကတော့ဝန်ကြီးရာထူးကနေပါလာပါတယ်။နောက် 1962အနာသိန်းချိန်မှာလဲပူတင်ဖေးအဖွဲ့ဝင်နေနဲ့ပါလာပါသေးတယ်။အဲ့ဒီတော့ဂျန်နဲ့ဆီယနာသိမ့်မှုတွေကစက်ကောင်တွေလက်တွေတွေပျောက်သွားကြပါတလေ။ဆီယနာသိမ့်မှုစတင်ဂျန်စီတဲ့မြောက်ပိုင်းတိုင်းကမြောက်ပိုင်းတိုင်းတိုက်မှုပူအောင်ရွှေကတော့နောက်တစ်ချိန်မှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဦးအောင်ရွှေဖြစ်လာပါတယ်။ဒီလိုဦးအောင်ရွှေဖြစ်ခင်မှာ 1960ရွေးကောက်ပွဲမှာလည်းမြောက်ပိုင်းတိုင်းမှုအနေနဲ့သူဆက်ရှိနေပါတယ်။ရွေးကောက်ပွဲကျင်းပတဲ့ကိစ္စမှာဒီမြက်ဘက်ကဗတ်လိုက်လို့ဆိုပြီးသူ့ကိုရာထူးကနေပယ်ရှားခဲ့ပါတယ်။စစ်တမ်းမှုအနေနဲ့တမ်းမတ်အနေနဲ့နိုင်ငံတကာကိုပို့လိုက်ပါတယ်။ဘုမှုချုပ်မောင်မောင်ကိုလည်း1960ခုနှစ်တုန်းက CIA နဲ့ပူးပေါင်းပြီးစစ်တပ်နံပေးတာတွေလုပ်လို့ဗကြုံနေဝင်းအမြင်မကြည့်ပဲနဲ့တန်တရာချီချီနဲ့တက်ကနေဖယ်ပြီးတန်မတ်အနေနဲ့ Israel ကိုပို့လိုက်ပါတယ်ဒီကိစ္စမှာတမိုင်းမူရကိုလွဲမှုတွေကောလာဟာလာတွေလည်းရှိနေပါတယ်ဒါကတော့ဥအောင်စိုးဦးရေးသားတဲ့လိလရေရွှေရုပြည်ရင်း7250စာအုပ်နောက်ဆက်တွဲမှာပူးချုံအောင်ကျော်စောက ဘုံမောင်တက်ကထွက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတဟာအနာသိမ့်ဖို့ကြံစီတာဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့တက်ကထွက်ရတာဖြစ်နိုင်တယ်လို့ယူဆချက်ကိုရည်တာပါတယ်။ဒီလိုယူဆချက်မျိုးကိုကြည်ဝင်းစိန်ရဲ့ကျွန်တော်နဲ့ဘုချုပ်များဆိုတဲ့စာအုပ်ဒီမှာလည်းတွေ့နိုင်ပါတယ်။နောက်ထပ်ဇက်ကောင်တူဖြစ်တဲ့ဘူအောင်ကြီးကရောဘယောက်သွားပါသလဲ။ဘူအောင်ကြီးဟာဖတ်စပလအမတ်ပေါင်းတယ်အမတ်နေရာကနေ စစ်တပ်ကိုပြန်လဲဦးစီးခဲ့ရသူပါအချိန်ကစစ်တပ်ကနေဗိုလ်ကြီးစစ်နယ်ထွက်ပြီးအမတ်လုပါတယ်သူကနိုင်ငံရေးထဲမှာကျင်လည်ရတာကိုပူအတိတရှိတယ်လို့ဘုံမောင်မောင်ကတော့ဝေဖန်ပါတယ်ဒီကနေ့တဆင့်ဒီကနေ့တဆင့်ဂျူရင်စစ်အစမှာလေဗီတက်တွေစစ်ဝန်ထမ်းတက်တွေကိုဦးစီးဖို့တက်ထဲကိုသူပြန်ရောက်ပါတယ်ဗိုလ်ကြီးစစ်နယ်တက်ကထွက်သွားသူကိုပုံမှုကြီးရာသူတန်းတင်ပေးလိုက်ပါတယ်နောက်ပိုင်း1959ခုနှစ်မှာအိမ်ဆောင်ဆိုးရခင်မှာ အချိန်တန်ကြာလစ်လပ်နေတဲ့ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုဗိုလ်မှူးချုပ်ရာထူးနဲ့သူရရှိပါတယ်1962စစ်တပ်ကအပီးပိုင်အာနာသိမ်းချိန်မှာလဲသူကဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေနေရှိနေသူပါတော်မဲ့1963ခုနှစ်မှာတော့တပ်ကလည်းသူထွက်ရပါတယ်ဘချူကြီးနေဝင်သွားခြင်းနဲ့စီးပွားရေးစနစ်ပုံစံနိုင်ငံရေးစနစ်ပုံစံနဲ့သူရှုမြင်ချက်နဲ့မတူလို့ပါဘချူကြီးနေဝင်ကတော့ဘုံကျုပ်တင်ဖေး ဟိုကျုပ်နေလို့ခေါ်တဲ့ဟိုကျုပ်တင်ဖေရဲ့စီးပွားရေးအပိတ်လမ်းစဉ်နိုင်ငံပိုင်ပြည်သူပိုင်ပြုတဲ့လမ်းစဉ်ကိုရွေးချယ်သွားပြီးတော့ငါတို့ဒီလမ်းစဉ်နဲ့အဆင်ပြေမင်းဝင်လုပ်ဖို့ဆိုပြီးတက်ကနေနှုတ်ထွက်ခိုင်းခဲ့တယ်လို့သိရပါတယ်ဘကျုံကြီးနေဝင်းနဲ့ဘုံအောင်ကြီးတို့ဟာစာဆက်သွယ်တွေတောက်လျှောက်ရှိနေခဲ့တယ်လို့လည်းပြောပါတယ်ဒါပေမဲ့ဘုံအောင်ကြီးနေနဲ့ဘကျုံကြီးနေဝင်းပို့တဲ့အချင်းထောင်တွေကိုလည်းရောက်ရှိခဲ့ရပါသေးတယ်1988ခုနှစ် ဒီမိုကရေစီတော်လှန်ရေးလှိုင်းကြီးဖြစ်ပေါ်လာတဲ့အချိန်မှာတော့ဘူအောင်ကြီးနိုင်ငံရေးစက်ကောင်တယောက်အနေနဲ့ပြန်ပေါ်လာပါတယ်။ကန်ခုတော့ကောင်းကြသေးရလားဆိုပြီးဥနေဝင်းထံအဖွင့်ပေးစာတွေကိုလည်းပြပို့ခဲ့သူပါ။ဘရုံမာကွင်းမှာကျင်းပတဲ့ဟော့ပြုတ်ပွဲမှာစစ်တပ်ကိုစိတ်ငယ်တော်မပြတ်မှားနေဆိုတဲ့သူ့ရဲ့ဟော့ပြုတ်မှုကြောင့်လူထောက်ခံမှု အပြည့်အဝမရရှိခဲ့ဘူးလို့လည်း မိုင်းရှင်မြန်သူတချို့ကသုံးသပ်ပါတယ်။ဘာပဲဖြစ်ဖြစ်တိုင်းပြည်မှာအရသာဆိုးရွားကိုစစ်ပိုးတွေတနှစ်ထောက်ပြီးအချက်ကင်ကဆက်အနာတိမ့်ခဲ့တဲ့ပထမဆုံးဖြစ်စဉ်ကတော့290ပြည့်ပါတော့မယ်။ဒါဟာစစ်အုပ်စုကဘလို့ပဲ တိုင်းပြည်တော်ဝင်ကိုမလွှဲမချောင်းသာရယူရတယ်ဆိုဆိုဒီမိုကရေစီနိုင်အရသာဆိုးရွားပေါ်မှာ အနိုင်ကျင့်ပြီးလက်နက်နဲ့အာဏာဓမြတိုက်မှုပဲဖြစ်ပါတယ်။ဒီအင်ဆောင်ဆိုးရွားဟာ ဆက်ပြီးတော့ဖြစ်ပေါ်လာမဲ့1962ဆယ်အနာတိတ်မှု1988ဆယ်အနာတိတ်မှုနဲ့2021ဆယ်အနာတိတ်မှုတွေရဲ့မြဖြားခံရာတိုင်းပြည်ရဲ့ဆယ်အနာတိတ်မှုတန်တရာရဲ့အစလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဆယ်အနာတိတ်မှုကိုဥဆောင်ခဲ့တဲ့စစ်ဘိုလ်ချုပ်တွေကြံစီခဲ့တဲ့စစ်ဘိုလ်ချုပ်တွေတပ်မင်းတွေကတော့တိုင်းပြည်ကိုအနာတိတ်ဝဲဩကာတဲ့ရောက်ရှိစေခဲ့သူတွေဖြစ်တမိုင်းတွေကိုတိုးဝင်သွားခဲ့ပြီဖြစ်ပါတယ်။